ကိုကက်သက်မတော် MNDAA ကမဒိမ့်မှုလူတက်မှုနဲ့ပြက်ပေးဆွဲမှုတွေကိုကျူးလွန်ခဲ့တဲ့သူတွေကိုတေတံနဲ့နှိရှိထောက်ရံတွေချမှတ်လိုက်ပါတယ်ကိုကတဲ့ MNDAA ကထိချုပ်ထားတဲ့ရှဲပြည်မြောက်ပိုင်းထက်ကတိန်နီမြို့မှာတရုတ်စာတင်ပေးနေတဲ့ဆီယာမတယောက်ကိုအတ္တမကျင့်ပြီးတက်ဖြတ်ခဲ့တဲ့သူနှစ်ယောက်ကိုအများပြည်သူရှေ့မှာတည်တံစီရင်ခဲ့တာလို့ဒေသခံတွေကပြောပါတယ် အတမပြုကျင့်မှုလူတက်မှုပြန်ပြီးဆွဲမှုခိုးမှုစတာတွေကိုကျူးလွန်ခဲ့တဲ့ရဇဝတ်သား9ယောက်ကိုတိန်နီကပန်းလော့ဇီနာမှာအများပြည်သူရှေ့မှာစီရင်ချက်တွေချမှတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထဲက9ယောက်ကိုနစ်ရှည်ထောက်တန်တွေချမှတ်ပြီးကြံတဲ့2ယောက်ကိုတော့တည်တံချလိုက်တာဖြစ်ပါတယ်။တည်တံချမှတ်ခံရသူတွေက MNDAA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။ပြန်ပေးဆွဲအမှုနဲ့ပတ်သက်တဲ့လာရှိုကနေဖမ်းလာတဲ့သူတွေကိုတော့နစ်ရှည်ထောက်တန်တွေချမှတ်လိုက်တာဖြစ်ပါတယ်။ ကိုကက်သက်မတော် MNDAA ကပြည်မှုကျူးလွန်သူတွေကိုအများပြည်သူရှေ့မှာမကြာခဏတည်တံ့ပေးတာတွေရှိနေပါတယ်။